ရိုဟင်ဂျာလူမျိုးတွေဟာတိုင်းရင်းသားလူမျိုးစုတစုဖြစ်နေပါလျက်နဲ့နိုင်ငံမဲ့ပြီးတော့လူခွင်းရဲ့ရှိုးပေါက်ခံနေရတာကိုကျွန်တော်အများဆုံးတွေ့မြင်နေရပါတယ်။ဒီကျွန်တော်တို့ဒီသမိုင်းကြောင်းကိုပြန်ပြီးကြည့်လိုက်တဲ့အခါမှာရခိုင်သမိုင်းဟာဗမာသမိုင်းထက်နှစ်ပေါင်း၄ထောင်ကျော်လောက်ဆိုးခဲ့တယ်ဆိုတာကိုလည်းကျွန်တော်အနေနဲ့လက်လာသိရှိရပါတယ်။ဒီကျွန်တော်တို့ရခိုင်ပြည်နယ်တွင်းမှာမိတဲနေထိုင်နေကြတဲ့မွတ်စလင်တွေကိုကျွန်တော်ဘယ်လိုလူမျိုးအဖြစ်သတ်မှတ်ပါလဲ။ အားလုံးပဲတာလေးစားပါကိုရှင်နဲ့ရှင်နဲ့ YouTube channel နဲ့ပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ကတော့ကြိုစိုးလင်ပါခင်ဗျာဒီနေ့ကျွန်တော်တင်ပြသွားမယ့်ခေါင်းစဉ်ကတော့ဒီနေ့ရိုဟင်ဂျာတွေရဲ့သမိုင်းကိုကျွန်တော်တင်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာဘာကြောင့်လဲဆိုတော့ဒီဒီခေတ်ကျွန်တော်ဒီရိုဟင်ဂျာလူမျိုးတွေဟာတိုင်းရင်းသားလူမျိုးစု တစုဖြစ်နေပါလျက်နဲ့ကျွန်တော်တို့တွေဟာဘာဒီလက်ရှိနေပြီးတော့ရိုဟင်ဂျာလူမျိုးတွေရဲ့အနေထားဘာဖြစ်နေလဲဆိုတော့နိုင်ငံမဲ့ပြီးတော့လူခွင့်ရဲ့ရှိုးပေါက်ခံခံနေရတာကိုကျွန်တော်အများဆုံးတွေ့မြင်နေရပါတယ် ဒါကြောင့်မလို့ဒီနေ့ကျွန်တော်ကနေပြီးတော့ဒီပေါ်နေကျွန်တော်အနေနဲ့ Rohingya သမိုင်းကြောင်းကိုတင်ပြတော့မှာဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီဒါဆိုကျွန်တော်ဒီ Rohingya သမိုင်းကြောင်းကိုကျွန်တော်ပြန်ကြည့်ကြရအောင်နော်ဒီတော့ဒီဒီ Rohingya တွေဟာကျွန်တော်တို့လက်ရှိနေပြီးတော့ဒီ Rohingya တွေအကြောက်မပြုတ်ခင်မှာရခိုင်သမိုင်းကိုကျွန်တော်ပြန်ပြီးတော့ကြည့်ဖို့လိုပါတယ်ဒီတော့ဒီတော့ဒီတော့ဒီကျွန်တော်မြန်မာတက်ကြဲ104ခုနဲ့1442ခုနဲ့မှာလက်ရှိနေပြီးတော့အင်းဝဘယင်နယပတိမင်ရေးထိုးခဲ့တဲ့စကိုင်းထူပါယုံဖရာကြောက်စာမှာ နယပတိမင်းနန်းတဲ့စင်ကပေါ့နော်ဒီမြန်မာနိုင်ငံအရက်ရှင်းမျက်နှာကလာရောက်ပြီးတော့ဂါရဝပြုကြတယ်ဆိုပြီးတော့ဒီကြောက်စာမှာမှတ်တမ်းတင်ထားတာကိုလည်းကျွန်တော်လက်လာတွေ့ရှိရပါတယ်။ဒါကြောင့်မလို့ဒီလက်ရှိနေပြီးတော့သခိုင်းထူပါယုံဖရာကြောက်စာမှာသူကနောက်ထပ်တစ်ခါဗာရေးထားတယ်ဆိုရင်ပန်းသေးမင်းတို့ရဲ့အမျိုးအနွယ်ဖြစ်သော ရခိုင်မင်းသည်နယပတိမင်းရဲ့ဘုံတော်ကိုလာရောက်ခေလုံသည်ဆိုပြီးတော့ရေးထားတာကိုထပ်မံတွေ့ရှိရတဲ့အတွက်ပန်းသေးဆိုတဲ့စကားလုံးကိုကျွန်တော်ပြန်ပြီးတော့ပြန်ပြီးတော့လက်လာကြည့်တဲ့အခါမှာ ရခိုင်မြောက်ပိုင်းဒေသကပေါ့နော်အခုလက်ရှိမြင်နေရတဲ့နမ်းမြအရှိဖက်မယူကန်းရှင်မှာနေထိုင်ကြတဲ့မွတ်စလင်တွေကိုရည်ညွှန်းထားတာဖြစ်တဲ့အကြောင်းကျွန်တော်လက်လာသိရှိကြရပါတယ်ရပါတယ်ခင်ဗျာဒါကြောင့်မို့လို့ဒီကနေ့နေပြီးကျွန်တော်ဆက်လက်ပြီးတင်ပြလိုတာဗာလဲဆိုတာဒီလက်ရှိနေပြီးတော့ဒီမြန်မာတက်ကရက်ရှယ်ယာလေးခုနဲ့ပေါ့နော်ခရစ်တက်ကရက်1442ခုနဲ့မှာ အင်းဝဘယင်နယပတိမင်းရေးထိုးခဲ့တဲ့ဒီစကိုင်းထူပါယုံဖရာရဲ့ကြောက်စာမှာဒီလိုရေးထားတာကိုတွေ့တယ်ဆိုတဲ့အကြောင်းအရာလေးကိုဒါကျွန်တော်အနေနဲ့ဒါဟာနေပြီးတော့လက်လာသိရှိရသမျှကိုတင်ပြခြင်းဖြစ်ပါတယ်။ဟုတ်ပြီနောက်တစ်ခုကကြတော့ကျွန်တော်ဒီရခိုင်နိုင်ငံမှာပေါ့နော်ဒီရခိုင်နိုင်ငံပင်လေကန်းရှင်နဲ့နေတဲ့အတွက်ဒီရေလန်းခရီးကနေပြီးတော့နိုင်ငံတကာနဲ့ကူးသန်းရုံးဝင်မှုတွေရှိခဲ့တဲ့အကြောင်းကိုလည်းရခိုင်မြောက်ဦးမြို့မြို့တော်ပေါ့နော်ဒီအာရှိခဲ့တဲ့ဆိုတဲ့ဟာလေးကိုလည်းကျွန်တော်သမိုင်းမှတ်တမ်းမှာတွေ့ရပါတယ်။ဒီတိုင်းပဲကျွန်တော်တို့ဒီရခိုင်နိုင်ငံရဲ့ မြောက်ဦးမြို့တော်ဟာနိုင်ငံတကာမှာကြီးကြီးထင်ရှားရှမ်းသာတဲ့မြို့ပြနိုင်ငံဖြစ်ခဲ့တဲ့အကြောင်းကိုခရင်တက်ရရှေ့အစုမှာအဲရေးထိုးထားတယ်ပေါ့နော်ဒီရေးထိုးခဲ့တဲ့ဒီလက်ရှိအနန္ဒစန္ဒရာကြောက်စာမှာလည်းတွေ့ရပါတယ်ဒါကြောင့်မို့လို့ဒီလက်ရှိနေပြီးတော့ဒီကြောက်စာကိုကျွန်တော်ပြန်ပြီးလေ့လာကြည့်လိုက်တဲ့အခါမှာဘာတွေတွေ့ရလဲဆိုတဲ့အခါဒီလက်ရှိနေပြီးခရစ်တက်ရရှေ့အစုမှာရေးထိုးခဲ့တဲ့ဒီလက်ရှိနေပြီးအနန္ဒစန္ဒရာဒီကြောက်စာမှာဘာတွေတွေ့ရလဲဆိုတဲ့အခါဒီရခိုင်နိုင်ငံတို့ဟာ ကောင်းလန်းအာ sorry ပေါ့နော်ဒီပေါ့နော်ရေလန်းနေပေါ့နော်ဒီလက်ရှင်လုံးဝကမှအင်မတန်ကောင်းမွန်တဲ့အတွက်ပေါ့နော်ဒီရေလန်းခရီးနဲ့အင်မတန်မှစီးပွားစီးပွားရေးကုသရောင်းဝယ်အင်မတန်ကောင်းတဲ့အတွက်ကြောင့်မို့လို့နိုင်ငံတကာမှာ ထင်ပေါ်ကြိုကြိုကြားခဲ့တဲ့အမ်မြောက်ဥနိုင်ငံလို့ပြောရတာပေါ့နော်မြောက်ဥနိုင်ငံတို့တစ်ခက်တစ်ခါကထင်ပေါ်ကြိုကြားခဲ့တာလို့ကျွန်တော်တွေ့ရပါတယ်ဒါဆိုကျွန်တော်နောက်ထပ်တစ်ခါဆက်ပြီးတော့ဟဲ့လာကြည့်ကြရအောင်ဒီကျွန်တော်တိမ်ကြီးတောင်ဖရာဂူအတွင်းမှာရခဲ့တဲ့ပေါ့နော်ဒီ အဲလက်ရှိနဲ့တန်ကြီးတောင်ဖရာကူအတွက်မှရခဲ့တယ်အာဘောနော်ဒီလက်ရှိနဲ့အလျားစေလက်မအနန်ရှစ်လက်မဒုလျှောက်လက်မရှိတဲ့ကြောက်စာမှာ RB ဘာသာစကားနဲ့ရေးထိုးထားကြောင်းကိုလည်းကျွန်တော်ထပ်မံလက်လာသိရှိရပါတယ်ဒါဆိုကျွန်တော်တို့လက်ရှိနေပြီးတော့အဲ့ဒီခက်အဲ့ဒီခါတော့ကဒီလက်ရှိဘောနော်ဒီလက်ရှိနဲ့ create နဲ့ပေါ့ဗျာဒီလက်ရှိနဲ့ရှေ့အစုဝန်းကျင်မှာရေးထိုးခဲ့တဲ့အနန္တစံတော်ကြောက်စာမှာကြောက်စာမှာရောဒီလက်ရှိနဲ့တိမ်ကြီးတောင် ဂူဖရအတွင်းကရခဲ့တဲ့အလျားစေလက်မအနန်ရှက်လက်မဒုလျှောက်လက်မရှိတဲ့ကြောက်စာမှာပါအာရဘီဘာသာစကားနဲ့ရေးထိုးထားတာကိုလက်လာသိရှိရပါတယ်။ဒါဆိုရင်ကျွန်တော်တို့လက်ရှိနေပြီးတော့ဒီပေါ့နော်ဒီလက်ရှိနေပြီးတော့ဒီကျွန်တော်တို့ဒီသမိုင်းကြောင်းကိုပြန်ပြီးကြည့်လိုက်တဲ့အခါမှာရခိုင်သမိုင်းဟာဗမာ သမိုင်းထက်နှစ်ပေါင်း၄ထောင်ကျော်လောက်ဆိုးခဲ့တယ်ဆိုတာကိုလည်းကျွန်တော်အနေနဲ့လက်လာသိရှိရပါတယ်။ဒါဆိုကျွန်တော်တို့လက်ရှိနေပြီးတော့ဗမာသမိုင်းဟာပေါ့နော်အခုလက်ရှိနေပြီး AD 1444မှာပဲစခဲ့တာဖြစ်တယ်။ဒါပေမဲ့ရခိုင်သမိုင်းဟာ BC 3225ကတည်းကပဲစခဲ့တာဖြစ်တယ်။ဒါဆိုကျွန်တော်တို့လက်ရှိနေပြီးတော့ဒီကျွန်တော်တို့ရခိုင်ပြည်နယ်တွင်းမှာမိတဲနေထိုင်နေကြတဲ့ဒီလက်ရှိနေပြီးတော့မွတ်စလင်တွေကိုကျွန်တော်ဘယ်လိုလူမျိုးဖြစ်တတ်မှတ်မှာလဲ။အဲဒါကိုလည်းနည်းနည်းလေးစဉ်းစားစေချင်တယ်။ဒီတော့နောက်တစ်ခုကကြတော့ဒီလူမျိုးတွေဒီကျွန်တော်တို့တွေရခိုင်သမိုင်းဟာဗမာဗမာသမိုင်းထက် နှစ်ပေါင်း၄၀၀၀လောက်ဆိုးခဲ့တဲ့ဟာကိုကျွန်တော်လက်လာတွေ့ရှိရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါဆိုရင်ဒီကမိဘပြည်သူတွေနည်းနည်းပေါ့နော်ဒီအဲကျွန်တော်တို့ဒီမိဘပြည်သူတွေတရှုံမိဘမိဘပြည်သူတွေကတော့သိထားပြီးသိသိပြီးကောင်းသိကြပါလိမ့်မယ်ဒါဆိုကျွန်တော်နည်းနည်းပေါ့နော်ဒီအာဘယ်လိုခုံးလဲပေါ့နော်ဒီလူပြိမ့်ပေါ့နော်အာလူပြိမ့်နားလေလွေတဲ့နီးနဲ့ရှင်းပြရမယ်ဆိုလို့ရှိရင်လူပြိမ့်တွေနားလေလွေတဲ့နီးနဲ့ရှင်းပြရမယ်ဆိုလို့ BC ဆိုတာဘာကိုခေါ်တာလဲ AD ဆိုတာဘာကိုခေါ်တာလဲဆိုတာကျွန်တော်သိဖို့လိုတယ်အဲ့တော့ အဲ့တော့ဗမာသမိုင်းက AD 1040မှာပဲစခဲ့တာဖြစ်တယ်အဲ့တော့ရခိုင်သမိုင်းက BC 3225ခရရပဲစခဲ့တာဖြစ်တယ်ဒါဆိုကျွန်တော် BC နဲ့ AD ကိုကိုယ်ကိုယ်ပြပြနားလေသိရှိဖို့လိုအပ်လာဖြစ်ပါတယ်ဒါဆိုကျွန်တော်ဒီလူဘိန်းတွေနားလေအောင်လူဘိန်းတွေနားလေလွယ်အောင်ကျွန်တော်နည်းနည်းရှင်းပြမယ်ဆိုလို့ရှိရင် BC ဆိုတာ before Christ ကိုခေါ်တာပါ before Christ ဆိုတာခရစ်တော်မတိုင်မီလို့ရတယ်အဲ့တော့ BC ဆိုတာဥမာပေါ့ဗျာဥမာဟို BC ဘယ်လောက်ကစတယ်ဆိုလို့ရှိရင် BC ကဘယ်လောက်မှစတာလဲဆိုလို့ရှိရင် ကကြီးတဲ့ကဏန်းကနေငေရာကိုဆင်းသွားတာကို BC လို့ခေါ်တယ်ဥမာဆိုကြပါစို့ BC 4000စတယ်ဆိုလို့ရှိရင်3969အမ်3968နောက်ပြီး3000 2000 1000 100 100နောက်ပြီး100နောက်ပြီး100 and နောက်ပြီး300ပေါ့နော်ဆိုလိုတာကကြီးရာကနေငေရာကိုဆင်းလာတာ BC လို့ခေါ်တယ်ဒါလူဘိတ်နဲ့နားလည်အောင်ပြောတာပါအတချို့တချို့သိထားပြီးသားမိဖပြည်သူတွေအနေမိဖပြည်သူတွေအနေနဲ့ကတော့အာဒါပေါ့နော်အမ်ဟိုကျွန်တော်ပြောတာ ဟုတ်ပါဘူးမိဖပြည်သူတွေကိုတချို့သိထားပြီးသားမိဖပြည်သူတွေကိုကျွန်တော်ပြောတာမဟုတ်ပါဘူးလူပြိမ့်တွေသိအောင်လို့ကျွန်တော်ဟုတ်ပြတာပါကြည့်ဟုတ်နောက်တစ်ခုကကြတော့ AD AD ဆိုတော့ဘာကိုခေါ်လာလဲဆိုတော့က A N N O D O M I N I Anno Domini Anno Domini ဆိုတာလက်တက်အမေရိကစကားဖြစ်တယ်အဲသူကကြတော့အင်္ဂလိပ်လိုဘာသာပြန်လိုက်တဲ့ခါကျတော့ And the year of our Lord And the year of our Lord အဓိပ္ပာယ်ကဘာလဲဆိုတော့ကကျွန်တော်တို့ရဲ့အရှင်ဖျားသခင်ရဲ့နှဲ့လို့အဓိပ္ပာယ်ရပါတယ် အဲ့တော့ဆိုလိုတာကလက်ရှိနေပြီးတော့ဒီ AD ဆိုတဲ့စကလုံးတည်ကျွန်တော်တို့လက်ရှိနေပြီးတော့လက်ရှိနေပြီးတော့ခရစ်တော်ပို့ပြီးတဲ့နောက်ပိုင်းလို့အတိတ်ပဲရပါတယ်ဒါဆိုရင်လက်ရှိနေပြီးတော့ဒီကျွန်တော်တို့ရဲ့ဒီဗမာသမိုင်းဟာ AD 1044မှာဖြစ်လာတယ်ဆိုတော့ဒါနေပြီးတော့လက်ရှိနေပြီးတော့ယေရှုခရစ်တော်မွေးဖွားခဲ့ပြီးတဲ့ဒီဒီ1044မြောက်ပိုင်းမှာ44ခုနဲ့အရောက်မှာမှဒီဟာကိုဒီပေါ့နော်ဗမာသမိုင်းကိုစခဲ့တာဖြစ်ပါတယ် ဒါဆိုကျွန်တော်တို့ရဲ့ဒီရခိုင်ပြည်နယ်ရဲ့အစဟာခရစ်တော်မမွေးဖွားခင်ကတည်းကပဲနှစ်ပေါင်း3000ကျော်လောက်ကတည်းကပဲရခိုင်တမန်ဟာရှိထားပြီးသားဖြစ်ပါတယ်။ဒါဆိုကျွန်တော်နောက်တစ်ခုပြန်ပြန်ပြီးတော့ပြန်ပြန်ပြီးကြည့်ကြရအောင်။ဒါဆိုရင်ရခိုင်တမန်အစဟာဘယ်တော့စတာခရလဲဆိုကျွန်တော်လက်ရှိညဝတီခက်ကစခဲ့တာလို့လည်းလက်လာသိရှိရပါတယ်။အဲ့ဒီခက်တော့ဆိုလို့ရှိရင်ဝေတာလီခက်၄မျိုးခက်ညဝတီခက်ဆိုပြီးတော့ခက်တဲ့တတ်မှတ်ခက်တာရှိပါတယ်။ဒါတော့ဒီကျွန်တော်1996မှာတမန် တမိုင်းသူတေသီပညာရှင်ဒေါက်တာဘူရှာနန်ရေးထားတဲ့စာအုပ်မှာဆိုလို့ရှိရင်ဗားတွေရေးထားလဲဆိုတဲ့ကရိုဟင်ဂျာဘာသာစကားကိုစတဲ့အသုံးပြုခဲ့ကြောင်းအဲ့ဒီချိန်တုန်းကစတဲ့အသုံးပြုခဲ့ကြောင်းကိုလည်းရေးသားထားတာတွေ့ရပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်နောက်တစ်ခါကျတော့ဒီလက်ရှိနေတဲ့ဘိုးတော်ဖရာလက်ထက်ကပြုစုပြုစုခဲ့တဲ့စကားဖရာပရဘိုက်ထက်မှာတညဝတိခက်ဝေသာလီခက်သုံးစကားတွေဟာရိုဟင်ဂျာဘာသာစကားတွေ စကားတွေဖြစ်နေတာကိုလက်လာဟိုဘောနော်သူတို့ဖော်ပြထားတာတွေ့ရပါတယ်ရိုဟင်ဂျာဘာသာစကားဖြစ်နေကြောင်းကိုဖော်ပြထားတာကိုကျွန်တော်အနေနဲ့လက်လာသိရှိရပါတယ်ခင်ဗျာဒါဆိုလို့ရှိရင်ကျွန်တော်ဒီလက်ရှိနေပြီးတော့ဒီရိုဟင်ဂျာဆိုတာဒီအခုမှရှိတာလားဆိုမဟုတ်ပါဘူးနှစ်ပေါင်းများစွာကလေးရတမိုင်းအဆက်ဆက်ကလေးရရှိခဲ့ပြီးဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီဒီဒါဆိုရင်လို့ရှိရင်ရိုဟင်ဂျာတွေရဲ့နောက်ဆုံးတမိုင်းကြောင်းကိုကျွန်တော်တို့ပြန်ကြည့်ကြရအောင် ရိုဟင်ဂျာလူမျိုးရှိတဲ့အကြောင်းကိုဒေါက်တာဘာဦးနဲ့အဖွဲ့ကနေပြီးတော့တင်ပြခဲ့တာကိုလည်းကျွန်တော်နေနဲ့ဆက်လက်ပြီးတင်ပြခြင်းပါတယ်ဒီတော့ကျွန်တော်တို့ပေါ့နော်အာရခိုင်အမျိုးသားတွေရဲ့တုံးဆိုခြင်းအရာရခိုင်ပြည်နယ်ပေးရနဲ့ပတ်သက်ပြီးတော့နိုင်ငံတော်အစိုးရကနေအကြံပေးရအဖွဲ့ကို1960ပြည့်နှစ်အေပီလ26ရက်နေ့မှာတာဝန်ပေးခဲ့ပါတယ်အဲ့ဒီအဖွဲ့မှာဘာတွေပါလဲဆိုတော့ထင်ပေါ်ကြိုကြားတဲ့နိုင်ငံတော်အစင်မြင့်ဆုံးတာဝန်ထမ်းဆောင်ခဲ့ကြတဲ့ပုဂ္ဂိုလ်တွေနဲ့ဖွဲ့စည်းပေးခဲ့တာဖြစ်ပါတယ် ဒါဆိုလို့ရှိရင်အဲ့ဒီအဖွဲ့မှာပါဝင်တဲ့သူတွေကတော့နံပါတ်1ဥက္ကဋ္ဌဒေါက်တာဘာဦးအဖြစ်ဒေါက်တာဘာဦးကဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီးတော့အဒေါက်တာဘာဦးဆိုတော့နိုင်ငံတော်သမ္မတအောင်ဖြစ်တယ်ပေါ့နော်ဒီလိုလက်ရှိနိုင်ငံတော်သမ္မတအောင်ဒေါက်တာဘာဦးကလည်းဥက္ကဋ္ဌအဖြစ်တာဝန်ယူတယ်နောက်တော့ကဒီလက်ရှိအဲအဲ့ဒီမှာပြီးတော့အဲ့ဒီမှာပြီးတော့ဒေါက်တာဦးသိန်းမှာ နိုင်ငံတော် နိုင်ငံတော်တရားရေးဝန်ကြီးဝန်ကြီးချုပ်ဟောင်းပေါ့သူကကြတော့အဖွဲ့ဝင်ဖြစ်တာဝန်ယူတယ်နောက်တစ်ခါကြားလို့ရှိရင်ဥတင်ဥတင်ဆိုတဲ့ပုဂ္ဂိုလ်ကကြတော့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်းပေါ့သူကကြတော့အဖွဲ့ဝင်ဖြစ်တာဝန်ယူတယ်နောက်တစ်ခုနောက်တစ်ယောက်ကကြတာကကြတော့ဦးအောင်ဖေအသူကကြတော့တရားလွှတ်တော်ဝန်ကြီးဟောင်းပေါ့အသူကအဖွဲ့ဝင်ဖြစ်တာဝန်ယူတယ်နောက်တစ်ခါကြတဲ့ခါဦးရှစ်သောဝန်ကြီးဟောင်းပေါ့နော်သူကကြတော့လည်းအဖွဲ့ဝင်ဖြစ်တာဝန်ယူတယ်အဲ့တော့ဒီအဖွဲ့ကို1960ပြည့်နှစ်အေပီလ29ရက်နေ့မှာနိုင်ငံတော်အစိုးရကနေပြီးတော့ အဲရခိုင်ပြည်နယ်ပေးရဲ့အတွက်သီးသန့်ဖွဲ့စည်းပေးလိုက်တဲ့အဖွဲ့ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီအဖွဲ့ရဲ့လက်လာမှုအရာဒီအဖွဲ့တွေကနေပြီးတော့သူတို့တွေကဘာလဲဆိုဒီရခိုင်ပြည်နယ်မှာရှိနေကြတဲ့ပြည်သူအလွှာအသီးသီးကိုလိုက်ပြီးတော့လက်လာတယ်လက်လာတပြီးတဲ့အပြည့်သူကဘာလဲဆိုတော့ဒီလက်ရှိနေပြီးတော့ဒီအာဒီပေါ့နော်မြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့တက္ကသိုလ်တွေမှာတက္ကသိုလ်အသီးသီးမှာပညာသင်ကြားနေကြတဲ့ရိုဟင်ဂျာကျောင်းသားတွေ ရခိုင်ကျောင်းသားတွေစီကနေပြီးတော့သဘောထားမှတ်ချက်တွေကိုရယူပြီးတော့ရခိုင်ပြည်နယ်အရရကလူထုလူတန်းဆိုအလှဘုံဆောင်ကလည်းအလှဘုံဆောင်ကလူတွေရဲ့စာနာသဘောထားတွေကိုလည်းသူတို့ရယူခဲ့ကြတယ်ဒီလိုရယူခဲ့ပြီးတော့မှသူတို့တင်ပြခဲ့တဲ့အစီအကံဘာပါလဲဆိုတဲ့အခါအဲပေါ့နော်ဒီပေါ့နော်ရိုဟင်ဂျာလူမျိုးနဲ့ပတ်သက်ခဲ့ပြီးတော့လည်းသူတို့အမျိုးမျိုးသူတို့ဆွေးနွေးခဲ့ကြပြီးတော့မှရိုဟင်ဂျာလူမျိုးဟာရခိုင်ပြည်နယ်မှာအမှန်တကယ်ရှိကြောင်းနောက်ဘလို့ရှိသူတိုင်းရင်းသားမျိုးနွယ်စုဖြစ်ကြောင်း1954ခုနှစ်စက်တင်ဘာလ 25ရင်းနဲ့မှသူတို့အတီးပြုတ်ဆုံးဖြတ်ခဲ့ကြတာကိုလည်းကျွန်တော်အနေနဲ့လေ့လာသိရှိရပါတယ်ခင်ဗျ။အဲဒါကြောင့်မို့လို့ဒီအဖွဲ့ဟာအဲသူတို့ဒါဟာနဲ့ဖြစ်တယ်လို့ဖွင့်စည်းထားကြတဲ့အဖွဲ့မဟုတ်ဘူး။နိုင်ငံတော်မှာအဆင့်အမြင့်ဆုံးပညာရှင်တွေနဲ့ဖွင့်စည်းထားတဲ့အဖွဲ့ဖြစ်တယ်။ဒီအဖွဲ့ကနေပြီးတော့ဒီလိုရိုဟင်ဂျာလူမျိုးတွေရိုဟင်ဂျာတိုင်းရင်းသားတွေရှိတဲ့အကြောင်းကိုအဲသူတို့ဟာနေပြီးတော့နိုင်ငံတော်အစိုးရကိုဆက်လက်ပြီးတင်ပြခဲ့တာဖြစ်တယ်။ဒီလိုတင်ပြခဲ့တဲ့အတွက်ကြောင့်မို့လို့လေမြမအတန်နဲ့ရုပ်မြတန်ကြားကနေပြီးတော့အဲ ပေါ်တော့အတန်လွှတ်ခွင့်တိုင်းရင်းသားဘာသာအစီအစဉ်နဲ့အတန်လွှတ်ခွင့်ပေးခဲ့တာကိုလည်းအဲကျွန်တော်ကျွန်တော်အနေနဲ့လက်လာသိရှိရဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဟိုတင်ခဲ့တဲ့ဟိုတောင်းကကျွန်တော်တို့အကျွန်တော်ကျွန်တော်ပြပြခဲ့တဲ့ရိုဟင်ဂျာဘယ်သူလဲဘင်္ဂါလီဘယ်သူလဲဆိုတော့အကျွန်တော်ရဲ့ဗီဒီယိုလေးမှာအရှုစားကြပြီးရှုမြင်ကြရပြီးဖြစ်ပါလိမ့်မယ်ခင်ဗျာဒါဆိုရင်ကျွန်တော်တို့ဒါကြောင့်မို့လို့ကျွန်တော်ဒီကနေ့တင်ပြချင်တာဘာလဲဆိုတော့ဒီမြန်မာနိုင်ငံရခိုင်ပြည်နယ်မှာရိုဟင်ဂျာလူမျိုးမရှိဘူးလို့ဒီကနေ့ပြောဆိုနေခြင်းဟာ လူသားမျိုးနွယ်စုတွေအပေါ်မှာအတ္တမပြုကျင့်တယ်လို့မျိုးဒီလူသားမျိုးနွယ်စုတွေရဲ့လူအခွင့်အရေးကို ဆုံးရှုံးသွားအောင်ပေါ့နော်ဆုံးရှုံးသွားအောင်နိုင်ငံမဲ့သွားအောင် လောက်ထိဖြစ်နိုင်တယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်ထက်သွဲစဉ်းစားတင်ကြောင်းကိုကျွန်တော်ကျွန်တော်အနေနဲ့ရခိုင်မျိုးရခိုင်ဒီမျိုးနွယ်စုတွေကိုစားထောက်ပြတင်ပြခြင်းတာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့လို့ပေါ့နော်ကျွန်တော်အနေနဲ့ပေါ့နော်ဒီနောက်ထပ်ဗီဒီယိုတိုင်းဗီဒီယိုတိုင်းမှာလည်းပဲရခိုင်သမိုင်းကြောင်းနဲ့ဖြစ်စေပေါ့နော် အဲရခိုင်တမိုင်းကြောင်းနဲ့ရောနောက်ပြီးလို့ရှိရင်ဒီကျွန်တော်တို့ဘုံတော့ဒီစေရေးနိုင်ငံရေးနောက်ပြီးလို့ရှိဒီလက်ရှိနေပြီးတော့အဲကျွန်တော်တို့တွေကိုနှိုက်ကွနေတယ်ဘုံဖိနှိုက်နေတဲ့အကြောင်းအရာလေးတွေကိုလည်းဆက်လက်ဖို့ထုတ်သွားအောင်မှာမို့လို့ကျွန်တော်ရဲ့ကျွန်တော်ရဲ့ဒီကိုရှင်ရှင်းနိုင် YouTube Channel လေးကို Like and Subscribe နဲ့ဝိုင်းရံပေးကြပါလို့ပြောကြရင်ဟုတ်ကဲ့ဆက်ပါတယ်ခင်ဗျာ